iRobot ဟာ2004ခုနှစ်မှာထွက်ရှိခဲ့တဲ့သိပ္ပံစိတ်ကူးယဉ်အရှင်ရုပ်ရှင်တကားရုပ်ရှင်ကို Director Alex Progress ကရိုက်ကူးခဲ့ပြီးမင်းသား Wes Smith ကအဓိကဆက်ဆောင်ဖြစ်ပါဝင်ထားပါတယ်ရုပ်ရှင်ဟာစာရေးဆရာ Ice Amber ရဲ့ iRobot အနာဂတ်ကမ္ဘာစာအုပ်ကနေအသက်သွင်းထားတာဖြစ်ပြီးအနာဂတ်ကမ္ဘာမှာဆက်ရုပ်တွေနဲ့လူသားတွေရဲ့ဆက်ဆံရေးကိုအဓိကထားပုံဖော်ထားပါတယ် ဇလန်အချင်းက2035ခုနှစ်မှာစတင်ပါတယ်ဒီအချိန်မှာဆက်ရုပ်တွေဟာလူသားတွေရဲ့နေစဉ်ဘဝမှာအရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်နေပါပြီ UA Robot ဆိုတဲ့ကုမ္ပဏီကြီးကဆက်ရုပ်တွေကိုထုတ်လုပ်ပြီးလူတွေကိုကူညီဖို့အသုံးပြုနေပါတယ်ဒီဆက်ရုပ်တွေမှာဆက်ရုပ်၃ဥပဒေသား၃ခုလို့ခေါ်တဲ့အခြေခံစည်းမျဉ်းတွေထည့်သွင်းထားပြီးလူသားတွေကိုအနေနဲ့မပေးနိုင်အောင်ဒီဇိုင်းလုပ်ထားပါတယ်ဇလန်ရဲ့အဓိကဆက်ဆောင်ဆုံးထောက်ဒဲစပူနာဟာဆက်ရုပ်တွေကို သဘောမကျတဲ့လူတစ်ယောက်ဖြစ်ပါတယ်ဒီနေ့မှာ UA robot ရဲ့ထိပ်တန်းသိပ္ပံပညာရှင်ဒေါက်တာ Afra Landing ကသူ့ကိုယ်သူတက်တည်သွားတယ်လို့ယူဆရတဲ့အမှုတစ်ခုကိုစပူနာကစုံစမ်းမှုတာဝန်ပေးခံရပါတယ်ဒါပေမဲ့စုံစမ်းရင်းဒီတိဆုံးမှုဟာတက်တည်မှုမဟုတ်ပဲဆက်ရုပ်တရုပ်နဲ့ဆက်ဆက်နေတယ်ဆိုတာသူတန်တရားဝင်လာပါတယ် ဆက်ရုပ်တရုပ်ဖြစ်တဲ့ဆန်နီဟာအခြားဆက်ရုပ်တွေနဲ့မတူဘဲလူသားတွေလိုခံစားချက်ရှိပြီးစီးမင်းတွေကိုချိုးဖောက်နိုင်တဲ့အစွမ်းရှိနေတာကိုစပူနာရှာတွေ့ပြီးနောက်ပိုင်းမှာဒီအမှုဟာပိုကြီးတဲ့အနေတစ်ခုနဲ့ဆက်လွှဲနေတဲ့ယူရီရိုဘော့တရဲ့ဉာဏ်ရည်တူးစနစ် BIGI ကလူသားတွေကိုထိ ंछ ုပ်ဖို့ကြံစည်နေတယ်ဆိုတာသိလာပါတယ်။အဓိကအကြောင်းအရာကဉာဏ်ရည်တူး AI ဆက်ရုပ်တွေရဲ့တူးတက်မှုကလူသားတွေအတွက်ဘလို့အကျိုးဆက်တွေဖြစ်လာနိုင်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ရိုက်ပြပြီးဆက်ရုပ်တွေကိုလူသားတွေအတွက်အကျိုးရှိအောင်ဖန်တီးထားပေမဲ့သူတို့ရဲ့ဉာဏ်ရည်ကလူသားတွေကိုထိခိုက်လာနိုင်တဲ့အလားအလာကိုလည်းဖော်ပြထားပါတယ်။ဒါအပြင်လူနာရဲ့ဇက်ကောင်ကတစ်စိမ်ကြီးပညာကိုယုံကြည်မှုမရှိသူတွေရဲ့အမြင်ကိုလည်းထင်ဟပ်စေပါတယ်။ရုပ်ရှင်ရဲ့ထူးခြားချက်က Westmith ရဲ့ဟာတာရောဆက်ပြီးတရုတ်ဆောင်ထားပုံကပရိသတ်ကိုမကင်းရအောင်ဆွဲဆောင်နိုင်တယ်။ အနာဂတ်ကမ္ဘာမှာရုပ်ပြပုံစံဆက်ရုပ်ဒီဇိုင်းတွေကို CGI နည်းပညာနဲ့ဖန်တီးမှုက2000ခုနှစ်အတွက်တော်တော်လေးအဆင်ပြေတယ်။နည်းပညာရဲ့အကောင့်နဲ့အဆိုးကိုချိန်ဆပြီးလူသားတွေရဲ့ထိန်းချုပ်မှုကဘလောက်အရေးကြီးလဲဆိုတာပေါ်လွင်အောင်ဖန်တီးထားတဲ့ရုပ်ရှင်ကားက action ပြည့်သက်တွေရောတိတ်ပတ်စိတ်ကူးရင်ဝါဒနာရှင်တွေအတွက်ပါစိတ်ဝင်စားဖွယ်ဖြစ်စေပြီးနည်းပညာရဲ့အနာဂတ်ကိုစဉ်းစားစရာဖြစ်လာခဲ့ပါတယ်။ I thought we had learned our lesson. I thought the future was on our side. but the future always finds a way to break the rules. When you play with the future, sometimes the future plays with you. We thought we were in control, but the future has its own plans.